ဆောလာမင်လာပါကျောင်းရင်ကြီးကိုအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒါပတ်ကြည့်အတွင်းမှာလက်ရှိရောက်ရှိနေတဲ့ဒါစီဇန်ဖြစ်တဲ့ဒါ C9 စီဇန်26ဟာဆိုရင်တော့ကျွန်တော်တို့ဒါ17လပိုင်းအတွင်းမှာကုံတော့မှာဖြစ်တယ်ဆိုတော့ဒါ17လပိုင်းထဲမှာနောက်ထပ်ရောက်ရှိလာမယ့်ဒါ C9 ဒီစီဇန်27ကြာရင်ဒါဘတ်စကင်တွေ run alive free ရမလဲဆိုတော့ကျွန်တော်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားလို့ထင်ပါတယ်ဆိုတော့စိတ်ဝင်စားမယ်ဆိုရင်ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်တို့ဒါ Facebook page နဲ့ဒါ YouTube channel တွေကိုလည်း like and follow subscribe လေးတောင်းလုပ်ပေးထားဖို့တောင်းဆိုရင်းနဲ့အားလုံးပဲ video လေးစလိုက်အောင်ဗျာ Okay ဆိုတော့အရင်ဆုံးအနေနဲ့လက်ရှိမြင်တွေ့နေရတဲ့ Gurun မှာရရှိမယ်ဒါမျက်မှန်ပဲဖြစ်ပါတယ်ဆိုတော့ဒါ free ရမှာဖြစ်တဲ့အတွက်လှတယ်လေမလာဘူးလေတော့ရန်ရင်တော့တူတူပြောမနေတော့ဆိုတော့ဒါ free ရမှာဖြစ်တဲ့အတွက် free နဲ့တန်တဲ့အနေနဲ့တကူတော့ ဒါရမှာပဲဒါပေမဲ့ free zone ပဲလေဒါ run ကိုအသေးတင်ပြီးမှရလာမဲ့စကင်တွေဖြစ်တာဖြစ်တဲ့အတွက်ဒါလှသည့်နယ်လို့တော့ခံစားမိရဲ့လက်ရှိဒါဒီနှစ်ဒီ season ပေးမဲ့စကင်တွေရလဲသူကနေသူတော့ဒါလှပါတယ်ဆိုတော့ဒီမျက်မှန်လေးရောဒါ core run မှာရရှိမယ်မျက်မှန်လေးပဲဖြစ်ပါလေ။ Okay ဆိုတော့ဒါဒုတိယအနေနဲ့ရောဒါဒီ season ရဲ့ main ဒါ office စကင်ပဲဖြစ်ပါလေ။ဆိုတော့ဒီ office ကတော့ဒါ အဲဒီအပြာရောင်သန်းနဲ့အနက်ရောင်သန်းတို့ကိုတွဲဆက်ထားပြီးတော့ဒီအင်ကြီးမှာဆိုရင်လည်းဒါကျက်တက်ကပုံစံလိုမျိုးနဲ့ဒီဇိုင်းပေါ်ထားတာကိုတွေ့ရတယ်။အဲကျွန်တော်အနေနဲ့ရောဒါအပြာ favorite ဒါအပြာရောအနက်ကို favorite မို့လို့လားမသိဘူး။ဒီဒါ office လေးကိုတော်တော်လေးကို စနစ်တည်းမှာပါတယ်ဆိုတော့နောက်တစ်ခုကဒါဒီ female character အတွက်ဒါအဓိကထားထုတ်ထားတဲ့စကင်ဖြစ်နေလို့လေအဲပါလိမ့်မယ်ဒါအပြာအနက်ပုံမှာစစ်စ်ကွက်ပုံမှာဒါ female character အတွက်ဆိုတော့စစ်စ်မလေးလို့ဒါအဲဒီဟိုအချစ်အချစ်စလုံးနဲ့ခေါ်လို့ရတယ်ပေါ့နော်ဆိုတော့အဲစစ်စ်မလေးလို့လည်းစစ်စလုံးနဲ့ခေါ်လိုက်တဲ့အခါမှာဒီဒါဒီ office ကတော်တော်လေးကိုလှပသွားတယ်လို့ကျွန်တော်အနေနဲ့ရောဒါ ခံစားမိတယ်ဗျဆိုတော့ brother တို့အနေနဲ့ရောဒါဘယ်လိုရှိလဲ comment လေးမှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ် okay ဆိုတော့နောက်တစ်ခုအနေနဲ့ရောဒါအားလုံးမျှော်လင့်ဆောင်စားနိုင်မယ်ဒါ diamond ram မှာရရှိမယ် gun skin ပဲဖြစ်ပါတယ်ဆိုတော့ anti49 skin ကိုပေးရတော့မှာဖြစ်ပါတယ်ဆိုတော့ဒီ skin ကဆိုရင်လည်းအခုနကျွန်တော် offer လို့ပဲဒါဒီလိုဒန်အတိုင်းပဲဒါအပြာနဲ့အနက်ကိုမှဒါကျစ်တက်ွက်လေးနဲ့ဒီဇိုင်းပေါ်ထားတယ်အဲလှပါတယ်လှပါတယ်အဲအခုနပြောသလိုပေါ့နော်ဟို free ရမှာဖြစ်တဲ့အတွက် ဟိုအရင်လှတယ်မလာဘူးလေအရင်သွတ်ပြောလို့မရဘူးဗျာသိလား free ရမှာသူကနဲ့တန်နေအလှတော့ရှိမှာပဲဒါဒါအခုဒီ gun skin ရဆိုရင်လည်းသူနဲ့တန်နေအလှတစ်မျိုးတော့ ရှိတာပါပဲဆိုတော့တော်တော်လေးကိုမိုက်ပါတယ်အဲကျွန်တော်အနေနဲ့ခံစားမိရတခုကပေါ့နော်ဒီနှစ်ဒီဒီလက်ရှိအခုအသက်လာမဲ့စီဇန်ကကျွန်တော်တို့ဒါ over layer ကိုပြန်များမြှူဆွေးနေလားလို့တောင်ပြောယူရမယ်ဆိုတော့တော်တော်လေးကိုဒါ old vibe ကိုရရဲ့ skin design မျိုးတွေထုတ်ထားတာတွေ့ရတယ်အဲဘာပဲဖြစ်ဖြစ်ပါအဲဒီလိုမျိုးရလေးပြင်ပြင်တွေ့ရတော့လေကျွန်တော်တို့ over layer တွေအနေနဲ့ရောဒါကျင်တဲ့တယ်ပေါ့နော်ဆိုတော့တော်နဲ့သူတော့အဆင်ပြေတယ်လှတယ်လို့ပဲပြောရမယ်ဗျာ โอเคဆိုတော့နောက်တစ်ခုအနေနဲ့တော့ဒါ age ramp မှာရရှိမယ်ဒါ max ပဲဖြစ်ပါတယ်ဆိုတော့ max ကတော့အတူတူမပြောနေတော့ဟိုးရင်အရင်နေတုန်းကလည်းဒါဒီ max တွေပါတယ်အဲလက်ရှိဒီ max design ကိုကြည့်မယ်ဆိုရင်လည်းအရင်တော့ max တွေ design အနေနဲ့ရင်းကွာနေတာမျိုးမရှိဘူးနည်းနည်းလေးဟိုထဲတည်တဲ့နည်းအရောင်လေးပြောင်းလိုက်တာပဲရှိရဖြစ်တဲ့ဒါ max နဲ့ပတ်သက်ပြီးတော့အရင်ဘာမှပြောစရာတော့ရှိမနေပါဘူး โอเคဆိုတော့နောက်တစ်ခုအနေနဲ့တော့ဒါ8 Master RAM မှာရရှိမဲ့ဒါခုန Female character နဲ့ light တဲ့သဘင်2အုတ်ထုတ်ပဲဖြစ်တယ်ဗောနော်ဆိုတော့ဒါခုနလည်းဒါ Female character ဒီ office မှာသူ့အနေနဲ့ဒီသဘင်2ကိုတက်ထားတာကိုတွေ့ရတယ်ဆိုတော့ဒီ character နဲ့ဒီ office နဲ့ဒီ decimate 2နဲ့ရှင်တက်လိုက်မယ်ဆိုရင်တော့တော်တော်လေးကို fit ဖြစ်သွားတဲ့ဒါ design office လို့ပြောလို့ရတာဖြစ်တဲ့အတွက်ဒါအရင်မဆိုးလာတဲ့အရာတခုလို့ပြောလို့ရတယ်သူကလည်းသူတော့လှပါတယ် โอเคဆိုတော့နောက်ပိုင်းနေရတာဒါ32ထုံးစံပဲဘာမှပြောင်းလဲမှုမရှိဘူးဒါလက်ရှိမြင်တွေ့နေရတာ H Dominator မှာရရှိမဲ့ frame ပဲဖြစ်ပါတယ်ဒါဘာမှ32ပြောင်းပြောင်းလာပြောင်းလဲလာမှာမရှိဘူးဒါသူတို့အနေနဲ့ဒါ C9S26 နေရာမှာ C9S27 ဘောကတော့ဒါ Thermal နဲ့ Gambit ဒီတိုင်းပဲ design ကိုပဲဒါနံပါတ်တွေပြောင်းပြီးထည့်ပေးလိုက်တာပါပဲဆိုတော့ဒါတွေတော့32ရင်းပြောစရာမရှိပါဘူး โอเคဆိုတော့နောက်တစ်ခုအနေနဲ့ရောဒါ Conqueror မှာရိုက်ရှိမယ် The Avatar ဒီ Avatar ပဲဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိ Avatar ဆိုတော့လည်းခုနကကျွန်တော် frame လိုပဲဘာမှထွေထူးထူးပြောင်းလဲတာမရှိဘူးဒါနမက်လေးပြောင်းလိုက်ယူမယ်ဒီပုံစံဒီပုံစံမျိုးတွေတက်ဘာမှထွေထွေထူးထူးပြောကြရှိမနေပါဘူးโอเคဆိုတော့နောက်တစ်ခုအနေနဲ့ရောဒါ Lady ပဲဖြစ်ပါတယ်ဆိုတော့ Lady design ဟာဆိုရင်လည်းကျွန်တော်ခုန Office အတိုင်းပဲဒါအပြာနဲ့အနက်ကိုရောဆက်ထားတာဖြစ်ပြီးတော့အဲသူ့အနေနဲ့ဒီပုံစံကိုကြည့်မယ်ဆိုရင် Cyber Dan ပုံစံမျိုးဘက်ကို ကူးဝါရယ်ပေါ့နော်ဒီမှာတော့ကျက်သွေးဘုံစံမဟုတ်တော့ဘဲနဲ့စိုက်ပါတန်းအခုနောက် office ကိုလဲဒါစိုက်ပါတန်းပုံစံဒီမျက်လုံးနဲ့ပြေးမြင်လို့ရတယ်ဆိုတော့ဒီ lady ကိုမြင်လိုက်တဲ့ခါမှာစိုက်ပါတန်းကိုဒါတော်တော်ကြီးကိုပြေးမြင်မိသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်โอเคဆိုတော့နောက်တစ်ခုအနေနဲ့တော့ဒါဒီ PMGC အတွက်ဒါထွက်ထားတဲ့ဖိုတိုတစ်ခုပေါ့နော်လက်ရှိကျွန်တော်ထင်တာအရဆိုရင်လက်ရှိပြထားတဲ့ဝတ်စုံတစ်ခုက ဒါ second အနေနဲ့ထွက်လာလိမ့်မယ်ထင်တယ်အနောက်ကဒီ background ဘန်းပုံစံကလည်းကျွန်တော် lobby မှာပတ်ဝန်းလမ်းမဲ့ဘန်းပုံစံလို့ထင်တယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်ပြောပြခဲ့တာတွေကတော့ဒါ photo lead တွေထွက်ရှိလာတဲ့အရာတွေကိုအားလုံးကိုသိအောင်စောစောဆေးတင်ပြပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါ second display full displays and the lead အနေနဲ့တော့ထွက်ရှိလာမလို့တကယ်လို့ထွက်ရှိလာတဲ့အချိန်ကြရင်လည်းကျွန်တော်အနေနဲ့ဒါ video လေးတွေထပ်ပြီးတော့တင်ဆက်ပြီးပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါ YouTube channel တွေဒါ Facebook တွေဒါ TikTok တွေကိုလည်း like and follow subscribe လေးတွေလုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ဗျာ ဒီလိုဆိုရင် YouTube လိုအားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒါ YouTube channel နဲ့ Facebook page တွေကိုလည်း like and follow လုပ်ဝေထားဖို့တောင်းဆိုရင်းနဲ့အားလုံးပဲနောက်ပြန်ပြန်တွေ့ပါမယ်ဗျာ